နားဆင်သူပရိသတ်များအလုံးမေမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရိသတ်တွေနားဆင်ဖို့ရပရလောကဇလင်ကောင်းများကိုတင်ဆက်ပေးနေရပဲဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်။ကျမတို့ပရိသတ်တွေကပရလောကဇလင်ကောင်းများစွာကိုနားဆင်ရတာကြည့်နေတဲ့တည်းဆိုရင်တော့ကျမတို့ရဲ့ YouTube channel လေးကို like ရ subscribe နေပြီးအားပေးခဲ့ကြပါဦးနော်။ဟုတ်ကဲ့ဒါဆိုရင်တော့ဇလင်လေးကိုဆက်လိုက်ပါပြီ။ကျော်သူကတော့လောကနေထွက်လာပြီးဦးလေးတော်ဆက်တဲ့ဆရာတော်ရဲ့ဘုန်းကြီးကျောင်းလေးမှာကပ္ပရာတယောက်ဖြစ်နေထိုင်ခဲ့ပြီး ကျောင်းဝေယဝေးစာရီကောလောက်ကအေးအေးချမ်းချမ်းလေးဖြတ်တန်းနေတိုင်းခဲ့ပါရယ်အခုဆိုရကျော်သူကဖုန်ကြီးကျောင်းကိုရောက်ရှိလာတာတနေ့ပြည့်တော့မှပဲဖြစ်ပါရယ်ကျော်သူကတော့ခုလိုအေးအေးချမ်းချမ်းလေးနေထိုင်ရတာကိုသဘောကျပါရယ်ကျော်သူရဲ့မိဘတွေကလည်းတားဖြစ်သူရဲ့ဆန္ဒကိုလျော့ပေးခဲ့တာကြောင့်ဆရာတော်ရဲ့အကြောင်းလေးမှပဲနေထိုင်လာခဲ့တာဖြစ်ပါရယ်ကျော်သူကအမွန်ချက်တဲ့မြို့ပြမှာနေထိုင်လို့မပြောခဲ့ပါဘူးဒါကြောင့်ကြည်လက်တော်ရွာငယ်လေးက ဝီလီတော်ဆက်တဲ့ဆရာတော်ရဲ့အကြောင်းကိုရောက်ရှိလာခဲ့ပါရယ်။ဝီယဝတ္တကတော့ဒီလာတမာရီပြည့်စုံပြီးတရားဟောလေးကောင်းပါရယ်။ဒါကြောင့်ရွာသားတွေအလုံးကလေးစားကြည်ညိုကြရယ်။ဆရာတော်ကအလုံးရဲ့ပေါ်မှာမြေတားထားပြီးတော့ဆုံမတွန်တင်ကလမ်းမှန်ကိုညွန်ပြပေးလေးရှိတဲ့ဆရာတော်တပါးလေးဖြစ်ပါရယ်။ဆရာတော်ကရွာသားတွေကိုလည်းတက်နိုင်သလောက်တမာအဆုံးမပြည့်ဟောကြားလမ်းပြပါရယ်။ဒီကလေးအားလက်တဲ့အချိန်တွေဆိုရင်လေဒီလာဆောက်တည်ပြီးဖရာကုံတော်တွေကို ယူဆိုဆုတောင်းဖို့မမေ့နဲ့နော်။ဒါရီကအရေးကြီးဆုံးကွယ်။ဒီလူတွေကတန်ခါအတွက်ကောင်းစီမှာကွယ်။တမဖျားတပည့်တော်တော်ဝတ်ပြဆုတောင်းတာကိုပုံမှန်လို့ဖြစ်ပါရဲ့ဗျာ။ကျော်သူကတော့ဆရာတော်ရဲ့အဆုံးအမကုန်မကြွေမသိမ့်လိုက်နာပါရဲ့။တောင်းဝင်ကြီးကအရင်ကျေပြီးလူနေအင်ဂျီရီနဲ့လည်းဝေးတာကြောင့်အမြဲလူလူသိသိနေတတ်ပြီးကုသူယူဖို့အတွက်လည်းအရင်ကိုကြံ့တော်ပါရဲ့။တ냥မှာတော့အတန်တွေကအရင်ကုန်မှာတော့အတန်တွေကအရင်ကုန်တိတ်ဆိတ်နေပြီး ိုးကောင်ငယ်လေးတွေရဲ့အတန်တွေကိုသာကြားနေရပါတယ်။တညမှာတော့ဦးနိုင်တရာသူ့သူငယ်ချင်းအသားဖြစ်တဲ့မြင့်ကြီးကိုခေါက်ကဖုန်ကြီးကြောင့်လေးကိုရောက်ရှိလာခဲ့ပါတယ်။ဦးနိုင်ရတော့အသားဖြစ်သူကိုအရန်လွမ်းနေရာအကြောင်းလိုက်လာခဲ့တာဖြစ်ပါတယ်။ဦးနိုင်တရာအသားလေးရဲ့အကြောင်းကိုရှောက်တင်ဖို့အတွက်ဇေယျကြီးတွေမှထိုင်ရင်းဆရာတော်အလာကိုစောင့်နေပါတယ်။တော့ကြောင်းဝင်းတဲမှာတန်ရှည်လို့ရင်ခဏနေတော့အဖေပြည့်သူရောက်နေရကိုတွေ့လိုက်ရပါတယ်။ ဥနိုင်ကတော့မကြမကြရောက်လာလေရှိပြီးတားဖြစ်သူနဲ့တွေ့နိုင်ဖို့အတွက် မြို့ပြကနေကြည်လက်တော်ရငယ်လေးကို အပီပြောင်းလာခဲ့ပါတယ်။အရှင်ဖျားတားလေးကိုလိုအပ်တာပြောဆိုဆုံးမပေးပါနော်။တားလေးဒီမှာရှိတာစိတ်ချမ်းသာတယ်လို့စိတ်လေစိတ်ချပါရယ်ဖျား။ဥနိုင်ကတားဖြစ်သူကိုတရိယာနေတဲ့လေးတန်းနဲ့ရှောက်တန်လိုက်တော့ဆရာတော်ကလည်းဥနိုင်ရှောက်တာကိုတည်ငြိမ်တဲ့မျက်နှာနဲ့နားထောင်နေပါရယ်။တားလေးကြောင့်မစွင့်ရင်ပါနဲ့တကားကြီး။ သူကတင်မှာရှိနေရအများကြီးကိုပြောင်းလဲသွားပါပြီ။တမကနှလုံးသားကိုညှဉ့်ပြစေပြီးကောင်းတာတွေကိုသာလှုပ်ချင်လောက်အထောက်ကိုဖြစ်စေပါရဲ့။ဝန်းနိုင်တဲ့တူတူလိုက်လာတဲ့မြင့်ကြီးကတော့ဆရာတော်မိတ္တာကိုသဘောမကျပါဘူး။မြင့်ကြီးကကြော်နိုင်နေဆိုရွယ်တူလောက်ရှိပါရဲ့။ရွာရင်းမှာအလုံးမရှိသူလည်းဖြစ်ပါရဲ့။ဝန်းနိုင်က လိမ္မာရင်ကျပြီးအတိတ်တရားရလာအောင်လို့ဆရာတော်စီကိုတမင်ခေါ်လာခဲ့တာဖြစ်ပါရဲ့။အခုလိုဖုန်ကြီးကြောင့်မှနေထိုင်ရတာအရင်ပြင်းစရာကောင်းပါပဲ။ တပည့်တော်တို့ကုလိုမနေခြင်းမောင်းဓမ္မဆိုတာကပြင်းစရာမဟုတ်ဘူးမကောင်းတဲ့နေရာမှာပျော်မွေ့တဲ့စိတ်ကိုဓမ္မနဲ့သာဆုံးမပြီးတော့ကိုကုတ်ကိုပြောင်းလဲရတယ်လူကောင်းတရားဖြစ်ပြုပြင်ဖို့ဟာဒီညကအတင့်တော်ဆုံးပဲကွလာရလာရောက်မှရှိတဲ့ဒီညလေအေးတွေတိုက်ခတ်နေပြီးဖရာကြောင့်ပဲတခွလုံကအရန်သိစိတ်နေပါတယ်တရားမသာညာညက်တွေရဲ့အော်တန်ကိုကြားရပါတယ်ကျော်သူကအပြင်မှာတန့်ရှင်လုံရင် အဖေဖြစ်သူခေါ်လာတဲ့မြင့်ကြီးကို တည်ချခဲ့ခဲ့နေပါတယ်။ယကြီးရဲ့ပုံစံကိုကြည့်ရတာအရန်ကိုစိုးတွက်တဲ့သူတယောက်ဖြစ်ပုံရပြီးတချိန်ကအဖေဖြစ်သွားလေညင်ကြီးရဲ့အချောင်းကိုပြောပြပူပါရယ်။ညင်ကြီးမှာတော့မြင်ပါရီမရှိတော့ပါဘူး။ရွာလေးထဲမှာညင်ကြီးကအလုံးမလုံးပဲစိုးတွက်နေရကြောင်းဝန်နိုင်ကညင်ကြီးကိုဆရာတော်စီမှာလာအပ်ထားခဲ့ပါရယ်။ညင်ကြီးကဖုန်ကြီးချောင်းကိုရောက်ခဲ့လေသူ့ရဲ့ပင်ကိုဗီဇာကမပြောက်ပဲတခြားသူငယ်ချင်းတွေကိုခေါ်ကဆရာတော်မတိအောင်တောက်စားပြီး ကျောင်းဝေးရအနောက်မှာရှီမောကစကားပြောနေကြပါတယ်။မြကြီးရဲ့လိုရက်ကအားလုံးအပေါ်မှာနောက်ရှက်ဖြစ်လာစေပါတယ်။မြကြီးဟာသူငယ်ချင်းတွေနဲ့အပြင်ခိုးထွက်ပြီးစိုင်တဲကိုဝင်ကအစာတောက်တွေကိုခိုးယူစားတောက်ပါတယ်။အခုလိုလိုတာတွေကများလာပြီးနောက်ဆုံးမှာတော့ရွာသားတွေကလည်းတတိထားမိလာပြီးမြကြီးရဲ့အကြောင်းတွေကိုဆရာတော်စီလာရောက်တန်ကြားခဲ့ပါတယ်။ရွာသားတွေကတော့ဆရာရဲ့အကြောင်းမှာရေးထိုင်တာကြောင့်မြကြီးကိုဘာမှမလုပ်ပါဘူး။အရှင်ဖျား ညကျညတိုင်းရွာတွေကိုရောက်ရောက်လာပြီးညတိုင်းရွာတွေကိုလာပြီးဆိုင်တွေကစားတော့ဆရာတွေကိုခူးယူစားတော့နေပါတယ်ဗျာ။နောက်ညတွေမှာလည်းညကျကအခုလိုလုံမာကိုစွင့်နေပါတယ်။နောက်တနေ့မှာတော့ဆရာတော်ကညကျကိုစီရကြီးကိုခေါ်လာခိုင်းလိုက်ပါတယ်။ဖခင်အကြောင်းဝဲတစ်ခုလုံးတိတ်ဆိတ်နေပြီး လေးတွေကစီရတဲ့ကိုကျုံဝင်ဝေရောက်နေပါတယ်။စေရတဲ့မှာတော့ညင်ကြီးတို့တငယ်ချင်း၃ယောက်ကဆရာတော်ရဲ့ရရှိမှာသူ၆ကညင်နေကြပါရဲ့ ူတို့တို့ရောက်စလုံးကတော့အပြက်တွေကျွလွန်ထားတာမင်းတို့ရွာတွေကိုခိုးသွားပြီးစားတော့စရာတွေကိုခိုးယူစားတော့ကြရဲဆိုငေါ့ရွာတွေကသူတွေလာတိုင်းကြတယ်မင်းတို့ဒီလိုလုပ်တာရွာတွေကသူတွေအတွက်ဒုက္ခဖြစ်စေတယ်ကြားရင်လားအခုလိုမကောင်းတာတွေကိုစက်မလို့ကြားနဲ့ခုခုကိုပြင်းကြပါအရှင်ဖျားတပည့်တော်ဒီလိုသွားစားနေရရွာသားတွေကမငြင်းอยู่ပါဘူးသူတို့ကလည်းစိုင်းတကားကိုဖွင့်ထားပြီးအထင်းမှလည်းလူလည်းမရှိပါဘူးဗျာ ဒါကြောင့်တပည့်တော်တို့အခုလိုစားတော်မိတာပါဗျာကျော်တို့ကတော့ဇေယျကြီးရဲ့အပြန်ဖက်မှရှိနေပါတယ်ဆရာတော်မိတ္တာတွေကိုလည်းကြားနေရပါတယ်အခုဆိုရင်ရွာလေးတွေကပြည်တနာတွေကဖုန်ကြီးကြောင်အထိရောက်ရှိလာပြီဖြစ်ပါတယ်ကျော်တို့ကအခုလိုဖြစ်လာမယ်ဆိုတော့ကိုကြိုတင်ပြီးတော့သိနေပါတယ်အရင်ကဆိုရင်အေးချမ်းခဲ့တဲ့ဖုန်ကြီးကြောင်လေးဟာညကြီးတို့ရဲ့နောက်ဆက်ပြီးဝင်ကြောင်မအေးချမ်းတော့ပါဘုရားကျောင်းကိုရောက်လာခဲ့ပေမဲ့သူအစိုးတန်းတော်တွေကမပြောင်းလဲသွားပဲ ကြာလေးပူပူပြီးတော့ဆိုးလာခဲ့ပါတယ်။ဒီကိစ္စကိုဘယ်လိုလုပ်ရမလဲတော့မသိတော့သူပြောင်းလဲလာနိုင်မယ်လို့တော့မျှော်လင့်ရမှာပဲ။ဆရာတော်ခုသူ့ကိုဆုံးမရတာအရင်ကနောက်ကျနေပြီလို့ခန့်စားရတယ်။ဆရာတော်ကသူ့ကိုဒီကနေထထွားခိုင်းရင်လေပိုဆိုးလာမှာ။မှန်ပါဗျာ။သူဒီဖျားကြောင်လေးမှာဆက်နေတပြေပြေပြောင်းလဲလာမှာတော့သိကြပါရဲ့။တညမှာတော့ဖုန်ကြီးကြောင်ပဲတခုလုံးကတိတ်ဆိတ်နေပြီးဘာတန်ကုန်မှမကြပါဘူး။အချိန်တန်ကြတော့ဦးစင်တွေ ်တင်းသုံးနေကြတဲ့ကျောင်းထောင်လေးတွေကညင်းညင်းခုံစကားများနေတဲ့အတန်တွေက ကြက်ကြက်လောက်လောက်ထပ်ပေါ်လာပါတယ်တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ကစုညံသွားပြီးအပြအတန်တွေကြောင့်သွားပြီးကြောစော်လေးရုတ်တရက်လက်နိုးလာခဲ့ပါတယ်အတန်တွေကတပြေးပြေးပို့ပြီးကြက်လောင်လာပါတယ်တစ်တာကျောင်းဆောင်တွေရှိတဲ့ဖက်မှာတော့မြကြီးရှိနေပြီးအကန်နေဦးစင်တပါနဲ့ညင်းခုံနေပါတယ်ဦးစင်ရဲ့ပတ်စံတွေခုချက်ချင်းပြန်ပေးပါတကူငါပတ်စံတွေခိုးယူတာကို ငါကိုယ်ရမြင်ရတယ်မငင်းပါနဲ့ဦးစင်ကသူ့ပတ်စံတွေကိုခိုးယူထားတဲ့မြင့်ကြီးကိုကြည့်ကစိတ်ဆိုးမှန်ဆိုးပြောလိုက်တော့မြင့်ကြီးကလေသူမယူတဲ့အကြောင်းပြောင်းပဲညင်းလိုက်ပါတယ်တခုလုံးမစစဲပါနဲ့တပည့်တော်ကဘာမှကိုမယူထားပါဘူးမြင့်ကြီးတရားဦးစင်လေးကိုစိတ်ဆိုးမှန်ဆိုးနဲ့အော်ကာပြောလိုက်ပါတယ်အပြစ်မှာလလုံရှာရှာဖြစ်နေတဲ့အတန်ကူဆရာတော်ကလေကြားသွားခဲ့ပြီးကြော်သူကိုအမြန်သွားကြည့်ဖို့မိတ်လိုက်ပါတယ်တကလေအမြန်သွားကြည့်စမ်းကွက် ညင်ခုန်နေကြတဲ့အတန်တွေပူပူကျဲလောက်လာတယ်လို့ပဲဆရာတော်ကမိတ်လိုက်တော့ကျော်သူကအတန်ကြားတဲ့နေရာစီကိုအ мян ပြေးသွားလိုက်ပါတယ်ကျော်သူကအတန်ကြားတဲ့စီကိုအ мян ပြေးသွားလိုက်ပါတယ်ညင်ခုန်နေကြတဲ့အတန်တွေကပြန်ပြီးတော့တိတ်ဆိတ်သွားပါတယ်ကျော်သူတယောက်တစ်တာကျောင်းဆောင်စီကိုရောက်သွားတော့ညပြုံပေါ်မှာအတက်မဲ့ကကောင်းကြီးပြက်ပြီးလဲကျနေတဲ့ဆရာတော်ကိုမြင်လိုက်ရပြီးထိတ်လန့်သွားပါလို့တွေးကြီးကမြင်မကောင်းကိုပြေးချက်နေပါတယ် ဦးစင်လေးကခေါင်းပြက်နေတဲ့ကျော်သူကရောက်လာရတဲ့အချိန်ကအရန်ကိုနောက်ကျသွားခဲ့ပါတယ်။မြေကြီးအရော လက်ထဲမှာဓာောက်ခိုင်းထားပြီးသူ့တကူလုံးကတုံ့ရင်နေပါတယ်။ရုတ်တရက်ကိုရန်ကိုမြန်လိုက်ရတာကြောင့်မြေကြီးလည်းစိတ်မလုံးဖြစ်သွားပြီ။ဟိတ်ဘတုကမှသွားမပြောပါနဲ့နော်။မဟုတ်ရင်မင်းလည်းဒီဖုန်းကြည့်လို့တည်သွားလိမ့်မယ်။မြေကြီးအရောသူလှုပ်လိုက်တာကိုတည်သွားတာကြောင့်ဘတုကမှ မပြောပြဘူးချင်းချောက်ပြောဆိုလိုက်ပါတယ်။ကျော်သူကတော့ခနာကိုတကူလုံးတောက်တင်းတလို့ပြတ်သွားပြီး ီကနေအဝေးကြီးကိုပြေးသွားချင်ပါ रे ကျော်သူကတော့ဘာမှမပြောတော့ပဲမြစ်ကြီးကိုအကြီးကအကဲခတ်နေပါ रे မင်းကိုလာလန့်အတိုင်းပြန်သွားလိုက်ပါပြောပြရင်တော့မင်းကိုအတုံးတတိလေးတွေလိုခီးပြစ်မယ်ဒီမြင်ကွင်းကိုဘသူမှမမြင်ဘူးအမြန်သွားတော့ကမြစ်ကြီးအသေးဆုံးနေဦးစင်လေးအလောင်းကိုတော့တော့အုပ်ထဲဆဲသွားပါ रे ကျော်သူတယောက်ဒီတိုင်းသာကြည့်နေရပါ रे အခုလိုထိန်လန့်ဖွေးကောင်းတဲ့မြင်ကွင်းကကျော်သူကိုတုံ့နှုတ်သားစီပါ रे ခန္ဓာကိုယ်တစ်ခုလုံးကလည်းအေးဆက်တောက်တင်းသွားပြီးနေရနေမရွေ့နိုင်အောင်လေးလံနေပါရဲ့မျက်ကြည်ကတော့တည်ဆုံသွားတဲ့ဝတ်စင်လေးရဲ့အလောင်းကိုအပြင်ချင်းမှာမြုပ်နှံထားလိုက်ပါရဲ့အလောင်းကိုတေချာမြုပ်နှံလို့ပြီးတာနဲ့မျက်ချင်းလေးကြော်သူစီကို ပြန်လာကထပ်ပြီးအချိန်ကြာပြောဆိုလိုက်ပါရဲ့အဲ့ဒီညခွေးဥတန်တွေကဖျားကြောင်ဝင်တစ်ခုလုံးစုညံ့နေပါရဲ့ရရကပုံမှန်လို့မဟုတ်ပါခေါင်းခင်ကြီးကလည်းခရိုင်းနဲ့မတူပဲအုတ်ဆိုင်မင်းညွနေပါရဲ့ အချိန်ကြာတဲ့အထိအပြစ်မခွေးဥတန်းတွေကို မရက်သေးတာကြောင့်ကြောသူလေးအေးရဘောကနေထားလိုက်ပြီးအပြင်ကိုအချိန်ကြီးကြည့်လိုက်ပါတယ်။ဒီညဘာလို့ခွေးတွေကဒီလောက်ဥနေရလဲ။တခုခုထူးခြားနေတယ်လို့ပါလား။ကြောသူလေးမင်းအိမ်လေးကိုယူကအပြင်ကိုအမြန်ထွက်လာခဲ့လိုက်ပါတယ်။အပြင်မှာတော့လာရောက်မရှိပဲမောင်မဲနေပါတယ်။လီတူကလေကြောသူကကျောင်းဝင်းထဲထွက်လာတော့ခွေးဥတန်းတွေက ပြန်ပြီးတော့တိတ်ဆိတ်သွားပါတယ်။ကြောသူကအမှန်ထုတွေကိုဝင်လာလိုက်တော့ ရုတ်တရက်အေးစိတ်သွားပြီးစက်တီထသွားတယ်လို့ခန်းစားလိုက်ရတယ်။အရွှေခလလန်းကိုရောက်လာတော့ကျော်သူတယောက်အော်သွားပါတယ်။ဇေယျကြီးတွေမှာမြင့်ကြီးတယောက်ထဲရှိနေပြီးတော့ခွေးတကောင်ကိုတတ်ထားပါတယ်။ကြံပြင်းပုံမလေးတွေးရီကပြေးကျန်နေပြီးညစ်ကြီးရဲ့မျက်နှာပေါ်မှာတော့မကြည်မနက်တဲ့အရေးရောင်တွေကိုမြင်တွေ့နေရပါတယ်။ကျော်သူလေလူစိတ်ပြောက်တယ်လို့ဖြစ်နေရဲ့မျက်ကြီးကိုကြည့်ကတုန်လှုပ်သွားပါတယ်။ ကျော်သွားခဏနေတော့ရေကြတန်တွေလိုယူတရချလိုက်ရတာကြောင့်ပါလာရိမင်းရဲ့လင်းရောင်နဲ့တရားကြည့်လိုက်တာတွင်းရီကစီရကြီးပေါ်ကနေစီးကြတာကိုမြင်လိုက်ရပြီးတုံ့လွတ်သွားပါတယ်တွင်းရီကအစမပြေစီးကြလာပြီးခဏကြာမှတော့ကျော်သူလေးကောင်းပါတဲ့ဖုန်ကြီးတစ်စီကိုဘွားခနဲ့မြင်လိုက်ရပါတယ်ဖုန်ကြီးတစ်စီကလက်ထင်းမှာသူ့ရဲ့ခေါင်းကိုင်ထားပါတယ်အခုမြင်နေရတဲ့ဖုန်ကြီးတစ်စီကတော့မြေကြီးကြောင့်တည်ဆုံသွားတဲ့ဥစဉ်လေးဖြစ်နေပါတယ် သူရဲ့ကောင်းကိုဘယ်ဖက်လက်နဲ့ကင်ထားပါရဲ့ခနာကိုတစ်ခွလုံးမှာတော့တွေးစရီကပြည့်ကျက်နေပါရဲ့အခုလိုထိမ့်လန့်ပွဲပြင်ခွင်းကြောင့်ကြောသူလည်းအရန်ကိုထိမ့်လန့်သွားပြီးအသက်ရှူဖို့တော့မိတ်သွားသလိုခံစားလိုက်ရပါရဲ့ယိုတီရဲ့လေနုအေးတွေကတိုက်ခိုက်လာပြီးအေးတန်ကခနာချင်းအတွင်းမှာပဲလက်ဖြာတွေကိုအေးဆက်သွားစီပါရဲ့အဲ့ဒီချိန်မှာတော့ဖုန်ချီတစီကညကြီးစီကိုတက်တက်မမဲရှောက်သွားနေရကိုမြင်နိုင်ရပါရဲ့ ဖုန်ကြီးတစီကိုမြန်လိုက်ရတဲ့မြင့်ကြီးကတော့အရန်ကိုထိတ်လန့်သွားပြီးအချင်းချင်းပဲအကြောက်အလန့်နဲ့တောင်းမှန်ပါရယ်တစီငါငါတတ်ခဲ့တဲ့ဥစဉ်လားငါ့ကိုမလုပ်ပါနဲ့ငါငါငါမသွားပါရယ်တတောင်းမှန်ပါရယ်အကြောက်တရားနဲ့အထက်ထက်ငုံငုံတောင်းမဲ့နေပေမဲ့ဖုန်ကြီးတစီကသူစီကိုခဏချင်းရောက်ရှိသွားပြီးလက်ဘင်းကိုဂိုင်းကအပေါ်ကိုဆွေးမတင်ထားလိုက်ပါရယ်ခေါင်းပြက်နေရဲ့ဖုန်ကြီးတစီရဲ့လက်ကနေလေတွေးရီကစီးကျနေပြီးအပုံနံတွေအားချောင်းချောင်းချက်နေပါရယ် လေပင်ကိုအာကုန်ညှက်ထားရကနေအယိုးပြည်တန်တွေက၆ချောပဲထွက်ပေါ်လာနေပါတယ်။ဆွေမြင့်နေတဲ့တိကရင်ချောက်ကျိုးသူလိုအတန်တွေကထွက်ပေါ်သွားပြီးညက်ကြီးတရားအတန်နဲ့ချင်းနဲ့အော်ဟစ်ပါရယ်။ခဏကြာမှပဲအောင်စိန်ရဲ့အတက်မဲ့နေတဲ့မြေပြင်ပေါ်ကိုပြုတ်ကျလာပြီးအောင်စိန်တရားလဲချိုးပြီးတော့တေဆုံသောပါရယ်။ခေါင်းပြတ်နေတဲ့ဖုန်ကြီးတစ်စီကခက်လက်လန်းမှရန်နေတဲ့ကြော်သူကိုကြည့်ကပြောက်ွယ်သွားခဲ့ပါရယ်။ကြော်သူလည်းသူပြုတ်လွတ်ထားသည်များ ကုသိုလ်ကောင်းမှုတွေကိုဖုန်ကြီးတစီအတွက်ယေရှုကအမြပေးဝေလိုက်ပါတယ်။ဖုန်ကြီးတစီကခုစဉ်နာကျင်မှုအမုန်းတရားတွေကိုလက်စားချေနိုင်ခဲ့ပြီးကိုရံနဲ့ဖုန်ကြီးတစီကိုကြည်ကဘဝတိုင်းအခုလိုအပြစ်မျိုး မကြုံရဘူးဆုတောင်းပေးလိုက်ပါတယ်။